ီနေ့မှာမိမိရဲ့လက်တွဲပေါ်ကိုချစ်ပေးပါဆိုတဲ့အကြောင်းမျှဝေပြီးသွားချင်ပါတယ်။တရရှင်လူစီမှာလည်းချစ်တဲ့သူတွေကိုစီရှိမှာပဲလက်တွဲပေါ်တွေလည်းရှိကြမှာပဲလက်တွဲပေါ်ကိုချစ်တယ်ဆိုတဲ့စကားလုံးကရှုပ်ထွေးတဲ့အလုပ်တစ်ခုမဟုတ်ပေမဲ့လို့နည်းနည်းတော့ခက်ခဲပါတယ်နော်။ဒါကလည်းမိမိရဲ့ကိုယ်ပိုင်စန္ဒကိုယ်ပိုင်အချစ်ပဲမဟုတ်ပါလား။ဒီဒီချာချာပြန်စဉ်းစားကြည့်လိုက်ရင်လက်တွဲပေါ်ကိုချစ်တယ်ဆိုတာ ကိုယ့်ရဲ့စိတ်စန္ဒမှာကိုယ်က ကိုကိုတိုင်ချစ်နေလို့ပဲဖြစ်ပါတယ်ချစ်တယ်ဆိုတဲ့အကြောင်းအရာတစ်ခုကတော့မချစ်ချစ်အောင်လည်းလုပ်လို့မရဘူး ဟန်ဆောင်ပြီးတော့လည်းချစ်လို့မရပါဘူးချစ်ချင်းမြတ်တာထားတယ်ဆိုတာဘယ်တော့မှကြာရှုံးခြင်းကိုမရောက်ပါဘူးလောကမှာဘယ်အရာမဆိုကြာရှုံးနိုင်ပေမဲ့ချစ်မြတ်တာကတော့မကြာရှုံးနိုင်ပါဘူးတကယ်လို့များဒီချစ်မြတ်တာမှာကြာရှုံးတယ်ဆိုရင်တော့ဒါဟာအချစ်စစ်အချစ်မှမဟုတ်လို့ပါပဲချစ်တဲ့သူဆိုတာကတော့ကိုယ်လက်တွေ့ပေါ့ကူချစ်လို့ဘာတွေပဲလှုပ်ပေးရပါစေအဲ့ဒီလိုလှုပ်ပေးထားတဲ့အရာတွေကမိမိစီကိုတံပြန်ရောက်လာတာပါပဲတဘာဝတရားကြီးကိုက အလိုအလျောက်ဖိအားပေးပြီးနှစ်ဦးနှစ်ဖက်စလုံးကိုရိုက်ခတ်သွားစေပါတယ်။တစ်ခါကလေးမှလက်တွဲပေါ်ရရန်ဖြစ်ကြတယ်။ရန်ဖြစ်တယ်ဆိုတာကမိမိရဲ့စိတ်ကိုမိမိပြန်ရန်ဖြစ်တဲ့သဘောဖြစ်သွားပါလေ။မိမိလက်တွဲပေါ်နဲ့တကြိမ်ရန်ဖြစ်လိုက်တာနဲ့တပြိုင်နက်တည်းလက်တွဲပေါ်စီကနေလေတံပြန်ပြီးတော့ရန်ဖြစ်တာကိုခိုင်းရမှာပဲ။ဒါကြောင့်ရန်ဖြစ်တယ်ဆိုတာကနိုင်မဲတဲ့သူတွေညံမရှိတဲ့သူတွေရံဖြစ်တာလို့ပညာရှိတွေကဆိုထားတာရှိပါတယ်မေတ္တာပေးရင်မေတ္တာပဲပြန်ရမှာပါ ချစ်တွေပေးရင်လည်းအချစ်တွေပဲပြန်ရမှာမဟုတ်ပါလားဒါကြောင့်မို့ကိုယ့်ရဲ့လက်တွဲဖို့ကိုကောင်းမွန်စွာချိုးသားစွာဖော်ရည်စွာဆက်ဆံပေးပါယုံကြည်မှုလည်းပေးပေးပါအမြဲတမ်းလည်းကာကွယ်စောင့်ရှောက်ပေးပါကာကွယ်စောင့်ရှောက်ပေးတယ်ဆိုတဲ့ခေါင်းစဉ်အောက်မှာကလက်တွဲဖို့ရဲ့ညီကိုမောင်မရီလက်တွဲဖို့ရဲ့လုပ်ငန်းပေါ့နော် job ပေါ့နော်သူရဲ့လုပ်ငန်းမှာ business တွေမှာရိုက်ခတ်လာတဲ့ခက်ခဲမှုတွေမကောင်းတဲ့အဖြစ်တွေကို ကာခွေပေးရမှာပါမိမိရဲ့အားနည်းချက်ကိုမိမိကိုယ်တိုင်သိပြီးတော့လက်တွဲဖို့ကိုစိတ်ရှည်တည်ခံပေးရမယ်ဒါမှလည်း relationship ကိုခရီးပေါက်စေပါပါဒါအပြင်လက်တွဲဖို့အချင်းချင်းအမှားအမှန်ကိုမြင်တတ်တဲ့တည်လဲရှိဖို့လိုပါသေးတယ်ဒါမှတယောက်ပေါ်တယောက်စိတ်ဝင်စားမှုတွေရှိမယ်လိုလိုလားလားရှိမယ်အဲ့ဒီလိုအသည့်တွေရှိမှလက်တွဲဖို့ကိုဦးစားပေးလှူဆောင်ပေးနိုင်မှာပါချစ်ချင်းမြတ်တာထားရတာလွယ်တော့မလွယ်ဘူးနော်တာဝန်ကြီးသလိုပါပဲချစ်ချင်းမြတ်တာ ဆိုတာကဒီကိုကောင်းမဆန်းဘူးကိုကျိုးမငဲ့ဘူးတူရဲ့ကိုရီကိုသွေးကိုလည်းမကြည့်ဘူးအချစ်ဆိုတာကအချင်းချင်းစကားမပြောပေမဲ့လို့ချစ်တဲ့အတွက်ကြောင့်အလိုအလျောက်ပြပြီးသားပါကျမဟိုးငယ်ငယ်တုန်းကရုပ်ရှင်ကြားဘူးတယ်ပေါ့နော်ကြည့်တော့ကြည့်ဘူးတယ်မှတ်တော့မှတ်မိပါဘူးအသက်ငယ်ငယ်တုန်းကစကားပြောတော့အသေးနှလုံးနဲ့ကျမဒီစာရေးနေရင်တတိယလို့ပါဟုတ်ပါပါပဲလူတိုင်းမှလည်းအချစ်ကိုခံစားရရင်ဒီလိုပဲမပြောပေမဲ့သိနေမှာပါ တဲနှလုံးကမပြောခဲ့ရင်ဒါကမေတ္တာစစ်အချစ်စစ်လို့တတ်မှတ်ရခဲ့ပါလိမ့်မယ်မိမိရင်ထဲကနေအချစ်စစ်အချစ်မှမဟုတ်ခဲ့ဘူးဆိုရင်လက်တွဲပေါ်ကိုယုံကြည်မှုလည်းရှိမယ်မထင်ဘူးအများရမ်းပဲတန်တရားတွေနဲ့ရှိနေပါလိမ့်မယ်တကယ်ချစ်တယ်တကယ်အချစ်စစ်အချစ်မှဆိုရင်ဟိုးပထမဆုံးစချစ်တဲ့အချိန်တုန်းကလိုပဲအများရမ်းအချစ်တွေကိုပေါ်ပြပြီးဆက်ဆံနေမှာပါတခုတည်ထားဖို့ကတော့လက်တွဲပေါ်ဆိုတာကတော့သူတော်စင်တော့မဟုတ်ပါဘူးဒီတော့ မိမိတို့ရဲ့ချစ်ချင်းကိုအထူးပဲဂရုစိုက်ရမယ်နော် take care of your marriage ပေါ့နော်လက်တွဲဘော်ကိုလည်းအကောင်းမြင်နိုင်ရမယ်တကယ်လို့များမိမိတို့အချစ်ကပြတ်တောက်ချင်နေပြီဆိုရင်ကောင်းတဲ့ဘက်ကိုမြင်ပေးပါဥပမာနဲ့ပြောရရင်ဘဝကြီးကမိမိကိုတမယာသီးတလုံးပေးတယ်ဆိုရင်ဒီတိုင်းစားရင်တော့ချင်မှာပါပဲဒါဆိုရင်တမယာရေဖြောတောက်လိုက်ပါတကြားပါလာတဲ့အတွက်ကြောင့်တောက်လို့လည်းကောင်းလာမယ်ဒီလိုပါပဲ တိတ်မဲတွေရဲ့ဘေးပတ်လည်မှာ ငွေရောင်လိုင်းလေးတွေကွတ်ထားသလိုပဲမြင်ရမှာပါမိမိဘက်ကကြည့်ရင်မဲမောင်နေပြီးလင်းတဲ့ဘက်ကိုရွေးကြည့်လိုက်ပါအများကတော့ဆိုကြပါတယ် bad luck ပြီးလို့ရှိရင်တော့ good luck ဆိုတာလာမှာပဲတဲ့လက်တွဲဖို့ကိုဘလောက်ချစ်တယ်ဆိုတာမနေ့မိုးလင်းတိုင်းဒါမှမဟုတ်လေအချိန်ရတိုင်းတနေကုန်ပြောလို့ရပါတယ်ညမိုးချုံမှမပြောမိပါစေနဲ့ရှင်နောက်ပြီးလက်တွဲဖို့အတွက်လဲဦးစားပေးအချိန်ပေးပေးပါအိမ်အောင်တစ်ခုရဲ့တာဝန်နေဖြစ်တဲ့ ၊ငွေကြေးရေးကိစ္စတွေ၊အိမ်မှုကိစ္စတွေ၊ကလေးထိန်းပေးတဲ့ကိစ္စတွေ၊ကလေးကြောင်းကြိုကြောင်းပို့ကိစ္စတွေအားလုံးနှစ်ဦးမျှပြီးတော့တာဝန်ယူလှုပ်ဆောင်ပေးပါ။ဒါတွေကချစ်တယ်ဆိုတဲ့ဝေါ်ဟာရရဲ့တသက်ပဲမဟုတ်ပါလား။ဘဝဆိုတာကပက်တင်တန်လိုပါပဲ။မိမိကတူးတယောက်အတွက်ဘာတွေကိုပဲပြစ်လိုက်ပါစေ။ပြစ်လိုက်တဲ့အတိုင်းပြန်လာမှာပါ။ မိမိကငင်းချမ်းရေးပေါ့နော် peace ကိုလိုချင်ရင်တော့ငင်းချမ်းတဲ့မျိုးစေ့ကိုစိုက်ပြိုးရမှာပါဒါဆိုရင်လက်တော့ပေါ့အချင်းချင်းချစ်ချစ်ခင်ခင်နဲ့တဆုံတိုင်ချစ်နိုင်ဖို့ရည်ရွယ်ရင်းနဲ့ပဲဒီနေ့အတွက်ဒီရိယာကနာကိုရနာခွင့်ပြုပါနော် အားလုံးပဲလက်တော့ပေါ့အချင်းချင်းနားလည်မှုတွေရှိပြီးတာယာချမ်းမြေ့တဲ့ဘဝတွေကိုတဆုံတိုင်ပေါင်းနိုင်ဆုံနိုင်ကြပါစေလို့ဆုမွန်တောင်းလိုက်ပါတယ်